င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ဗန်နိုင်းတူဝန်ကြီးမောင်မောင်ဝင်းနဲ့စစ်ကောင်စီရုံးဝန်ကြီးအောင်နိုင်ဦးတို့အနားပေးခံရပါတယ်မြောက်ခရဲရွာက PDF လူငန်းတို့ကိုပြူစောတင်းနဲ့စစ်တပ်ကမီးရှို့တပြတ်မှုကုလသမဂ္ဂကစုံစမ်းစစ်ဆေးနေပြီးကျူးလွန်သူတွေရဲ့အချက်လက်တွေကိုပေးရမြန်မာစစ်တပ်ထံတောင်းဆိုတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အကြက်ဘက်စစ်ကောင်စီကဗန္ဒာယဒုဝန်ကြီးမောင်မောင်ဝင်းနဲ့စစ်ကောင်စီရောဝန်ကြီးအောင်နိုင်ဦးတို့ကိုအနာပေးလိုက်တယ်လို့မနေ့ကညပိုင်းမှာတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ် ဒုဝန်ကြီးမမဝင်းနဲ့စစ်ကောင်စီရုံးဝန်ကြီးအောင်နိုင်ဦးတို့မှ NLD လက်ထက်မှာဒုဝန်ကြီးနဲ့ဌာနဆိုင်ရာအကြီးအကဲတွေဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြသူတွေဖြစ်ပြီးစစ်တပ်ကအာဏာသိမ်းချိန်မှာတော့စစ်တပ်ကိုဩစာခံကစစ်ကောင်စီအတွက်အလုပ်လုပ်ပေးခဲ့ကြသူတွေလည်းဖြစ်ပါတယ်အထူးသဖြင့်စစ်ကောင်စီရဲ့ခန့်အပ်မှုကြောင့်ဝန်ကြီးဖြစ်လာသူအောင်နိုင်ဦးဟာနိုင်ငံကစီးပွားရေးဆိုင်ရာခန်းနာတွေမှာစစ်တပ်ဘက်ကရက်တီကာကွယ်ခဲ့သူလည်းဖြစ်ပါတယ် အောင်နိုင်ဦးဟာစစ်ကောင်စီရဲ့အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတဝန်ကြီးစီးပွားရေးနဲ့ကုသရန်ဝန်ကြီးဝန်ကြီးဌာနဝန်ကြီးရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးတွေအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ပြီးမြန်မာစစ်တပ်မှာ1981ခုနှစ်ကနေ2000ပြည့်နှစ်အထိတာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ရာထူးကလည်းအနာပေးခံခဲ့ရတဲ့ဗန်နိုင်းတူဝန်ကြီးမမောင်ဝင်းမှလည်းစစ်အရာရှိဟောင်းတို့ဖြစ်ပြီးတင်းစင်အစိုးရလက်ထက် NLD အစိုးရလက်ထက်တို့မှဒူးဝန်ကြီးနဲ့ဌာနဆိုင်ရာအကြီးအကဲဖြစ်ခဲ့ကာ စစ်တပ်အာဏာသိမ်းချိန်မှာတော့စစ်တပ်ဩဇာခံပြီးဗန်နာရီဒုဝန်ကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါရဲ့ရှင်။ မန္တလေးတိုင်းသတင်းတဘောကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းကြောက်စဲမြို့ရန်ကုန်မန္တလေးလမ်းပိုင်းမှာဆိုင်ကန်းတွေမိလောင်ကျွမ်းသွားပြီးတဲ့နောက်ပိုင်းမှာစစ်တပ်ကမိမလောင်တဲ့ဆိုင်တွေကိုပါဖယ်ရှားရှင်းလင်းမှာကိုစိတ်ပူနေတယ်လို့ဆိုင်ကန်းပန်းရှင်တွေကပြောပြပါရတယ်။မေလ26ရက်နေ့ည7:00နာရီခွဲလောက်မှာကျောက်စေမြို့ရန်ကုန်မန္တလေးလမ်းမကဆိုင်ကန်းတွေမိလောင်ကျွမ်းခဲ့တာဖြစ်ပြီး KMD ကွန်ပျူတာ မိုဘိုင်းဖုန်းစာမျက်မှန်ဆိုင်တွေအပါအဝင်ဆိုင်ကမ်းပေါင်း၈ခန်းကျော်မိလောင်ကျွမ်းခဲ့တာဖြစ်ပြီးပျက်စီးဆုံးရှုံးမှုများပြားခဲ့လို့လည်းသိရှိရပါတယ်။အဲ့ဒီမိလောင်ကျွမ်းမှုကိုအကြောင်းရှာပြီးကြံရှိတဲ့ဆိုင်ကမ်းတွေကိုစစ်ကောင်စီကဖယ်ရှားရှင်းလင်းမှာကိုဆိုင်ကမ်းပန်ရှင်တွေကစိုးရိမ်ပူပန်နေကြတယ်လို့လည်းဆိုင်ကမ်းပန်ရှင်တို့ကပြောပြပါဗျ။အဲ့ဒီဘူတာတိုက်ခန်းမှာဆိုင်ကမ်းတွေမှာ 1990နဲ့1993ခုနှစ်ဝန်းကျင်မှာစတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီးဆိုင်ကန်းပေါင်း80ဝန်းကျင်ရှိပြီးမီးလောင်ကျွမ်းမှုအကြောင်းရင်းကိုမသိရှိရသေးဘူးလို့လည်းဆိုင်ကန်းပန်ရှင်တွေစီကသိရပါပါတယ်ရှင်။ မကွေးတိုင်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းမြောက်ခင်ရံကျွော်မှာ PDF လူငယ်အုပ်ကိုစစ်တပ်နဲ့ပြူစောထီတွေကဖမ်းဆီးမီးရှို့တပ်ဖြတ်ခဲ့မှုနဲ့ပတ်သက်တဲ့သတင်းချက်လက်တွေကိုမျှဝေပေးဖို့အတွက်မြန်မာစစ်တပ်စီကနေမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား အဲမမအကြီးကနီကိုလက်စ်ခွန်ဂျန်ကတောင်းဆိုလိုက်ပါတယ်။2024ခုနှစ်ဖေဖော်ဝါရီလအစောပိုင်းကမြောက်ခင်ရံကျေးရွာမှာစစ်တပ်နဲ့ပြူစောထီတွေက PDF လူငန်းအုပ်ကိုရရဆက်ဆက်မီးရှို့တပ်ဖြတ်ခဲ့တဲ့ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာပြန့်နှံ့သွားခဲ့တာလည်းဖြစ်ပါတယ်။မိရှုတပ်ဖြတ်ခံရတဲ့နှုတ်ဟာဖိုးတင်တဲ့တားထောင်လို့မီဒီယာတွေကသတင်းဖော်ပြထားတယ်လို့လည်းမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရတရား IMM ကပြောကြားထားပါဗျ။အဲလူငန်းဦးမှာအသက်20ကျော်အရွယ်တွေဖြစ်ကြပြီးဆေးရနာရှင်စန့်ကျင်အဖွဲ့တစ်ခုဖြစ်တဲ့ရောဒေတာကာကွယ်တပ်ဖွဲ့ဝင်တွေလည်းဖြစ်တယ်လို့လည်းဆိုထားပါဗျ။ IMM အနေနဲ့ဒီတပ်ဖြတ်မှုကိုကျွလွန်သူတွေနဲ့ဆက်ဆက်တဲ့အဖွဲ့အစည်းတွေအပါအဝင် ဒီဖြစ်ရတဲ့ပတ်သက်တဲ့အချက်လက်တွေကိုဗတ်မလိုက်ပဲအမေခိုကင်းစွာစစ်စစ်သုံးသပ်နေရလို့လည်းပြောပါရယ် IMM ကစုံစမ်းစစ်ဆေးမှုရဲ့တစိုက်တစ်ပိုင်းအနေနဲ့ဒီဒေသခါတက်တွေနဲ့တက်မှုတွေအကြောင်းအချက်လက်တွေ လူငယ်နှုတ်ကိုဖန်ဆီးခဲ့ပုံနဲ့ဆက်ဆံပုံအခြေအနေတွေဗီဒီယိုမှာမြင်တွေ့ရတဲ့ညပန်20ဖို့တပ်ဖြတ်မှုကျွလွန်သူတွေနဲ့ပတ်သက်တဲ့အချက်လက်တွေပေးပို့ဖို့အတွက်မြန်မာစစ်တပ်ထံကိုတောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။ဒါအပြင်မြန်မာနိုင်ငံအတွင်းဝင်ရောက်ခွင့်နဲ့သတင်းချက်လက်တွေမျှဝေဖို့တောင်းဆိုထားတဲ့ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီနဲ့အထွေထွေညီလာခံတို့ရဲ့ဆုံးဖြတ်ချက်တွေတိုင်းရန်လျားနဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်ဖို့ကိုလည်းမြန်မာစစ်တပ်ကိုတိုက်တွန်းတယ်လို့လည်းဆိုထားပါတယ်ရှင်။ ီတစ်ခါမှာတော့ပြည်တွင်းစီးပွားရေးဈေးပွက်မှာအခောက်ရွှေတစ်ကျပ်သားကိုငွေကျပ်53သိန်းကျော်နဲ့စံချိန်တင်ထပ်မံမြင့်တက်သွားတယ်လို့ရန်ကုန်ရွှေကုန်းတဲ့ချုပ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်ပြည်တွင်းမှာအမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်လာမှုကဇက်တိုက်ဖြစ်ပေါ်နေပြီးမြန်မာကျပ်ငွေတန်ဖိုးဇက်တိုက်ကျဆင်းနေတယ်လို့လည်းသိရှိရပါရယ်အမေရိကန်ဒေါ်လာကို မြန်မာကျပ်ငွေ4220ကျပ်အထိမြင့်တက်နေတယ်လို့ရွှေဈေးနှုန်းမှာလည်းကမ္ဘာရွှေဈေးနှုန်းမြင့်တက်လာတာ ဒေါ်လာတန်ဖိုးတက်လာတာကြောင့်အခောက်ရွှေတစ်ချက်သားကိုငွေကျပ်53သိန်းအထိစံချင်းတင်ရောက်ရှိသွားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်စစ်ကောင်စီကဒေါ်လာနဲ့ရှေးဆွေထပ်တိုးတက်မှုကိုရပ်တန့်နိုင်ရန်အတွက်စစ်စစ်အရေးယူမယ်ဆိုတဲ့ညညာချက်တွေဇက်တိုက်ထုတ်ပြန်နေတာကြောင့်ရွှေကုန်တွေနဲ့ဒေါ်လာဝယ်ရောင်းတွေပါဈေးကွက်သေးကိုမလာရကြပဲ ကျေရောင်းကျေဝယ်ပုံစံနဲ့နေရာပြောင်းအရောင်းဝယ်လုပ်နေရတယ်လို့လည်းသိရှိရပါတယ်။ရွှေကုန်တယ်နဲ့ဒေါ်လာဝယ်ရောင်းအချို့ကရွှေစိမ်းလုံးနဲ့ဒေါ်လာစိမ်းလုံးတွေကလာမဲ့ရပိုင်းအတွက်မှာကျဆင်းဖို့မရှိဘဲဆက်လက်မြင့်တက်နိုင်တယ်လို့မြန်မာကျပ်ငွေတန်ဖိုးဟာလည်းဆက်လက်ထိုးကျနေဦးမှာဖြစ်တယ်လို့ကြံ့ကျင်သူတွေကသုံးသပ်နေကြပါတယ်။ဒါအပြင်အခောက်ရွှေတစ်ကျပ်သားကိုငွေကျပ်55သိန်းကျော်နဲ့အမေရိကန်ဒေါ်လာကို4500ကျပ်အထိလာမဲ့ရပိုင်းအတွက်မှာမကြမီရောက်ရှိလိမ့်မယ်လို့လည်းသုံးသပ်ပြောဆိုမှုတွေရှိနေပါတယ်ရှင်။ ရန်ကုန်ကသတင်းတပိုးကိုတင်ဆက်ပေးကြပါရစေ။ရန်ကုန်မြို့မြောက်ကလာပမြို့နယ်အောင်မင်္ဂလာနီးအကျန်းဖက်စစ်တပ်ရဲ့အာမီရန်ဆက်ရုံကင်းစကန်ကိုဖောက်ခွဲတိုက်ခိုက်ရာမှာတဝူပြင်းထန်တရားရှိခဲ့တယ်လို့မြောက်ကလာပမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကဒုတာဝန်ခံကပြောပြပါရစေ။မေလ25နေ့ည9:00နာရီလောက်မှာမြောက်ကလာပမြို့နယ်အောင်မင်္ဂလာနီးအကျန်းဖက်စစ်တပ်ရဲ့အာမီရန်ဆက်ရုံရှိကင်းစကန်ကို မြောက်ကလာပါမြို့နယ်ပြည်သူ့ကာကွယ်နှင့်ပကပကရဲဘော်တွေက ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲလို ဖောက်ခွဲတိုက်ခိုက်မှုတွင်ကင်းဆောင်နေသူတို့ဟာပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော်လဲရဲဘော်တွေအထိခိုက်မှုရှိစုခွာနိုင်ခဲ့လို့လည်းသိရပါတယ်ရှင်။ မကွေးတပ်သတင်းတဘောကိုတင်ဆက်ပေးကြပါမယ်။မကွေးတပ်ပခုတ်ကူမြို့နယ်ဖလန်ဝန်ကျေးရွာကအကြက်ပဲစစ်တပ်ကင်းစကန်ကိုအနီးကဝင်ရောက်တိုက်ခတ်ခဲ့ရမှာဘန်ကာ၃ခုထိသိမ်းပိုင်နိုင်ခဲ့ပြီးအကြက်ပဲစစ်သား၆ဦးသေသွားကတော်လင်းရဲဘော်တို့ကြဆုံးခဲ့ရတယ်လို့ Joint Force UG တပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုပိန်ကပြောပြပါရယ်။မေလ26ရက်နေ့ကပခုတ်ကူမြို့နယ်ဖလန်ဝန်ကျေးရွာမှာအထိုင်ချထားတဲ့အကြက်ပဲစစ်ကောင်စီရဲ့တက်ကင်းစကန်ကိုလက်နက်ငယ်နဲ့အနီးကဝင်ရောက်ပစ်ခတ်တိုက်ခတ်ခဲ့ရမှာ အပြန်အလှန်ပြစ်ခတ်တိုက်ပွဲတနင်္ဂနွေခန့်ကျင်းပခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကစစ်ကိုအင်အားအများအပြားရောက်ရှိလာတဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့ရလို့လည်းသိရှိရပါတယ်။အဲ့လိုပြန်ဆုတ်ချိန်မှာကြာဆုံးသွားတဲ့ရဲဘော်ထုံးနိုင်ကကျန်တဲ့ရဲဘော်တွေဆုတ်ခွာနိုင်ဖို့အတွက်သူတယောက်တည်းကာပစ်ပေးကကြန့်ရှိခဲ့တယ်လို့လည်းဆိုပါတယ်။ပြန်ဆုတ်မှာသူ့ဦးခေါင်းကိုကြည်ထိမှန်ခဲ့တယ်လို့ကျန်တဲ့ရဲဘော်တွေကသွားပြီးကူခဲ့ပေမဲ့လည်းသူ့ကိုတဲဖို့ပကတ်တဲထဲ့နေချိန်မှာပဲ ကြဆုံးသွားခဲ့ပြီမဲ့လဲအလောင်းကိုတော့ပြန်လဲရရှိခဲ့လို့ Young Force UG တပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရတာဝန်ခံကိုပိန်ကပြောပြပါရရှင်အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ချင်းပြည်နယ်အစိုးရပညာရေးဝန်ကြီးဌာနကဦးဆောင်ပြီးចောင်းသားចောင်းသူတွေအစိမ့်မြင့်ပညာသင်ယူခွင့်ရရှိဖို့အတွက်ချင်းမျိုးသားတက္ကသိုလ်ဗရင်ညင်ကနဦးမူချန်းကိုရေးဆွဲနိုင်ခဲ့တယ်လို့ချင်းပြည်အစိုးရပညာရေးဝန်ထမ်းကတာဝန်ရှိသူတူကပြပြပါရယ်မေလ23ရက်နေ့24ရက်နေ့တို့မှာ လောက်တူဒေတာနာရီမြို့မှာချင်းပြည်အတွင်းရှိចောင်းသားចောင်းသူတွေအစစ်မြင့်ပညာသင်ယူခွင့်ရရှိနိုင်စေဖို့အတွက်ချင်းပြည်ဆိုရပညာရေးဝန်ကြီးနာရဲ့ဥစားမှုနဲ့အစစ်မြင့်ပညာအလုပ်ရုံစုနေပွဲကိုပြုလုပ်ခဲ့တာဖြစ်ပြီးဘာသာရပ်ဆုံတင်ချင်းမျိုးသားတက္ကသိုလ် Brain ရင်ကနဦးမူချံ The Chin National University CNU charter 0 draft ကိုရေးဆွဲနိုင်ခဲ့လို့လည်းသိရှိရပါဗျ။ချင်းမျိုးသားတက္ကသိုလ်ဟာဝေဖန်ပိုင်းခြားနိုင်တဲ့စင်ညုံုံတရားဖွံ့ဖြိုးမှုတီထွင်းစမ်းသစ်မှုသူတို့ရဲ့နာတိုးတက်မှုတို့ကိုចောင်းသားចောင်းသူတွေရယူနိုင်စေဖို့အတွက်လွတ်လပ်မှုတရားမျှတမှုငြင်းချမ်းမှုတို့ကိုတံပိုးထားပြီးတာဇာတကြမှုကိုအစဉ်လေးစားတဲ့ landless society ကို ဖန်တီးဖို့အပါအဝင် စမ်းသစ်မြန်ဆန်တဲ့ခေတ်သစ်နှီးပညာစိန်ခေါ်မှုနဲ့တဘောဝဘေးရန်နေရာတွေကိုနှီးစနစ်ကျစွာဖြည့်ရှင်းဆောင်ရွက်နိုင်မှုစတယ်။မျော်မှန်းချက်၃ချက်နဲ့ဖွင့်လှစ်သွားမယ်လို့လည်းသိရပါဗါဒါအပြင်ချင်းပြည်အစိုးရပညာရေးဝန်ထမ်းရဲ့အထောက်အပံ့နဲ့ စီမံခန့်ခွဲရေးဆိုင်ရာလုပ်ထုံးလုပ်နည်းတွေကိုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီးတီးကြလွတ်လပ်တဲ့တက္ကသိုလ်အဖြစ်ရည်တည်နိုင်ဖို့အပါအဝင်အခြေခံပညာပြင်းမြောက်ပြီးလက်လက်ကန်တော်လှန်ရေးမှာပါဝင်တဲ့ CDN ចောင်းသားចောင်းသူတွေအတက်လည်းတက္ကသိုလ်ပညာသင်ကြားနိုင်ဖို့အထူးစီစဉ်တွေရွေးဆွဲပေးဖို့ကိုလည်းရည်ရထားတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ကြည့်ပေးရလို့ကျေးဇူးတင်ပါတယ်ရှင်။ကျမမြပါ။